1989ခုနှစ်တရင်ကျော်လာဇန်ရှိရဲ့တရင်ကျော်လာဇန်ရှိရဲ့တောင်ဖြစ်ပြီနော်ခရစ်နှစ်1995ခုနှစ်စက်တင်ဘာလ29ရက်တနင်္လာနေ့ရန်ကုန်တိုင်းဒေသကြီးလက်ကုံမြို့နယ်မြန်လန်းခလုံးပိုင်း6ဘလောက်မှရှိတဲ့ရတနာအောင်မြေကျောင်းတိုင်းတွင်မှာဒီနေ့အောင်စောနေစောစသည်စကတ်လူတိုင်းကြတဲ့ဤဝဆရာများဥဒိဋ္ဌာမြတ်အမိလေးဟန်နေစောမိသားစုရဲ့ကုသိုလ် နောက်ကိုသိမ့်ဖြူအောင်လို့မမျိုးပပလင်းလို့တာလေးဖြစ်တဲ့ကေဗင်လို့မိသားစုကြီးရဲ့ပြုလုပ်တဲ့ကုသိုလ်အားလုံးကိုရှင်းသက်တော်ကြအောင်ပြီးမှဖြစ်တဲ့အတွက်အများမပြီးမီတရားစကားလေးကိုနိုင်ငံပြောပြပေးမယ်။ဦးစေပါများပြောပြခြင်းလဲဆိုရင်သစ္စာပြကတ္တစုပမာတုတ်ရဲ့ဝါစာသုံးမှာဟောထားတဲ့စကားလုံးလေးအရင်သဘောကျလို့ကောင်းစီပြီးတော့ ဘလို့အခြေအနေကြောင့်ပဲဖြစ်ဖြစ်ငါစိတ်မဖောက်ပြန်စီရဘူးလို့တန်တိတ်တန်ချထားပါတရားကောင်းစီမာကိုခွန်အားဖြစ်စေတဲ့သက္ကလုံးတွေပါတယ်ဆိုတော့ဘလို့အခြေအနေကြောင့်ပဲဖြစ်ဖြစ်ငါစိတ်မဖောက်ပြန်စီရဘူးလို့တန်တိတ်တန်ချထားမြတ်စွာဘုရားကခြေသားတို့ခြေသမီးတို့တဲ့ကကစုပမာတော်မှာလူတွေနဲ့စကားပြောတဲ့အခါမှာစကားလမ်းကြောင်းကြီး၅ခုဆိုတာရှိတယ်တဲ့ ဒါလေးကိုမမိစေချင်တဲ့တေချာမတ်စေချင်တယ်နော်စကားလမ်းကြောင်းငါးခုသူတွေနဲ့စကားပြောတဲ့အခါမှာသူတို့စီကကြားရမယ့်စကားလမ်းကြောင်းငါးခုသူ့ဖွဲ့ဒီဘယ်နှခုတည်းငါးခုနော်ဘလို့စကားတန်နေပဲကြားကြားကိုယ်စိတ်မဖောက်ပြန်စေရအောင်လို့ဘလို့ခြေနေကြောင်းပဲဖြစ်ဖြစ်ငါးစိတ်မဖောက်ပြန်စေရဘူးလို့တတိတန်ချတာသူနဲ့စကားပြောမယ်ကိုယ်နဲ့စကားဦးစင်းကိုတရားဟောနေတဲ့အချိန်စကားပြောနေတဲ့အချိန်ပဲဖြစ်ဖြစ်စီဝါရေးကိစ္စစကားပြောတာပဲဖြစ်ဖြစ်အပေါင်းအသင်းရောင်းရင်းတဲ့စကားပြောတာပဲဖြစ်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  နောက်တရားဘာဝနာရည်ဆွေးနွေးရေးလည်းပဲဖြစ်ဖြစ်အဲ့လိုစကားပြောပြီးဆိုရင်စကားတွေကတော့လာခြင်းလာခြင်းနဲ့စကားတွေရဲ့လာရလမ်းကြောင်းငါ့ကိုရှိတယ်ဘလို့အကြောင်းအကြောင်းပဲလာလာငါစိတ်မဖောက်ပြန်စရာဘူးတဲ့ဒီလိုတန်ဋိတန်ချထားလို့ဒီလိုဆုံးမှာဘာရဲ့စိတ်ပြတ်မသွားစရာဖောက်ပြန်မသွားစရာဖောက်ပြန်သွားတယ်ဆိုတာပင်ကိုစိတ်ကလေးကနေချွတ်ရင်းသွား စိတ်ကကြည်နေတယ်ဆိုရင်နောက်ပါတာပေါ့သူစကားကြားပြီနော်တောတာထွက်သွားတာဒါမျိုးဖြစ်သွားတာမျိုးဆိုလို့နံပါတ်1စကားရဲ့လာရလမ်းကြောင်းနံပါတ်1ကဘာလဲတင့်တော်ခြင်းမတင့်တော်ခြင်းတင့်တော်ခြင်းရဲ့မတင့်တော်ခြင်းရဲ့စကားလမ်းကြောင်းကလူတရားကိုအပေါ်မှာတင့်တော်တဲ့စကားလည်းပြောရင်ပြောမယ်မတင့်တော်တဲ့စကားလည်းပြောရင်ပြောမယ်တင့်တော်တဲ့စကားပြောခြင်းကြောင့်လည်းငါစိတ်မတက်စီရဘူး မသိတော်တဲ့စကားပြောခြင်းကြောင့်လည်းငါစိတ်မပြည့်စရာဘူးလို့ရှိဦးစွာဘုရားရှင်ကအမခံထားတာမျိုးမိန့်ထားတာမျိုးဘလို့ချင်းနေကြောင့်မဖြစ်ဘူးငါစိတ်မဖောက်ပြန်စရာဘူးလို့တတိတန်ချထားတူရိယသိတော်တဲ့စကားပြောတယ်ဆိုရင်သဘောကျတယ်နော်ဒီမှာရှိတဲ့ဒီမှာဤဒီကဤဒီအစကိုပြင်းစင်လာတယ်မတော်ချူသေးကြီးအာလာလိုက်တာချိုးလိုက်တာကြီးကောင်းလိုက်တာပါညာဘောပြောမယ်အာသဘောကျကြနော် အာဘာကြီးဝတ်ထားမှဘလို့တွေလောက်ထားမှဘာကြီးမှလည်းမသိဆရာလှုပ်လှုပ်တော့တာဒီစကားမပြောခင်နဲ့ကိုစိတ်ကလမ်းကြောင်းလာရလမ်းကြောင်းကငါ့ကိုရှိတယ်လို့ဘုရားမိတ်တယ်တစ်တော်တဲ့စကားပြောရင်လည်းပြောမယ်မတစ်တော်တဲ့စကားပြောရင်လည်းပြောမယ်တခါတခါတို့ရတမယပါစလမ်းဆုံးနေတာနော်တတိတန်းကြီးတမယကောင်းတယ်ပြောရင်အလိုလိုသဘောလေးကြဝမ်းသာလို့မင်းတခါတခါအုတ်ချီတော့လွတ်ထွက်သွားတယ်တမယကမကောင်းတာပြောလို့ရှိရင်အလိုလိုဝမ်းနေစိတ်ပြေအားငယ်ဒီလိုဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာမှုဟာကိုယ်ဘုံမွတ်တည်နေတာမျိုးပဲကောင်းတယ်။ကိုယ်စိတ်ချမ်းသာမှုဟာသူတစ်ပါးကိုမွတ်တည်နေတာမျိုးဘလို့မှဆင်မပြေဘူး။သူများအကောင်းတာပြောမှာကိုယ်စိတ်ချမ်းသာမယ်လေ။သူများဆိုတာကိုယ်မှမဟုတ်တာလေ။သူစိတ်ကောင်းဝင်နေတော့ကောင်းတာပြောမှာပေါ့။သူလည်းစိတ်ကောင်းဝင်တဲ့အခါစိတ်နောက်ကျတဲ့အခါစိတ်အငြိကြီးဖြစ်တဲ့အခါသူ့မှာလည်းရှိနေတာမယ်လေ။နော်။အဲ့ဒီအခါမှာသူကကောင်းအောင်မပြောရင်အလိုလိုလာပြီးတော့စိတ်ကညက်သွားတယ်။လူလူစိတ်ဆိုးတော့လူလူဒေါသထွက်တော့ နော်သူစိတ်သူပိုင်တယ်သူဘာလို့ကြိုက်တာပြောမယ်လဲနော်ကိုစိတ်ကိုမပိုင်တာပဲခက်နေတာနော်ဆိုတော့နံပါတ်တင့်တော်တဲ့စကားပြောမယ်မတင့်တော်တဲ့စကားပြောမယ်မပြောတင်တာတွေကငါ့ကိုလူချားနေတာပြီးပြောနေရတယ်လူတွေကိုလိုက်ပြီးတော့တားမြစ်လို့ရတာမျိုးမဟုတ်ဘူးနော်သူတို့ပြောချင်တာပြောကြမှာနော်သူပြောတဲ့စကားတင့်တော်တာလည်းပါနိုင်တယ်မတင့်တော်တာလည်းပါတယ်ဒါပထမစကား တင့်တော်တာပြောခြင်းကြောင့်လည်းစိတ်မတင့်တဲ့ခန္ဓာရှိအောင်မတင့်တော်တာပြောခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်တို့ဒီလိုဆိုတို့နေ့စဉ်ကိစ္စတွေမှာကြုံဆုံနေရတဲ့ကိစ္စတွေနော်တဏ္ဍပတ်တင့်တော်ခြင်းမတင့်တော်ခြင်းနောက်နံပါတ်၄ကမှန်ခြင်းမမှန်ခြင်းတို့ဘယ်နေ့နံပါတ်၄ကပါလဲနဲ့မှန်ခြင်းမမှန်ခြင်းတခါတခါသူပြောတာမှန်တယ်နဲ့တခါတခါမမှန်တာဒီနေ့ရှောက်ပြီးတော့ဒီတိုင်းကိုအပုတ်ချနေတာမျိုးရှိတယ်နော် မန္တာပြောလို့လည်းစိတ်မတက်နဲ့မမန္တာပြောလို့လည်းစိတ်မတက်နဲ့အာငါ့ကိုပုံချနေတာပဲဒီလိုကြုံရနိုင်တယ်နော်အဲ့ဒါကြောင့်လေကိုယ်စိတ်ထဲမှာစောစောကဘုရားပြောတယ်ဘလို့အခြေအနေရောက်မဲ့ဖြစ်ဖြစ်ငါစိတ်မဖောက်ပြန်စင်ရဘူးလို့တန်တိတ်တန်ချထားတယ်သူနဲ့စကားမပြောခင်နဲ့ तू ပြောသူတွေးနေတော့ငါ့ကိုနံပါတ်တင်းထော်တာလည်းပြောမယ်မတင်းထော်တာလည်းပြောမယ်နောက်နံပါတ်2ကမှန်တာလည်းပြောမယ်မမှန်တာလည်းပြောမယ်နောက်နံပါတ်3ကတိမ်မွေးခြင်းမတိမ်မွေးခြင်း သိနေမှုပြင်ဒုဒုညံ့ညံ့နဲ့ပြောတာမျိုးလည်းရှိတယ်။မသိမမွေမနှူးမညံ့နဲ့ကြံကြံတန်းတန်းဆင်းရဲဆိုင်ဆိုင်ပြောတာမျိုးလည်းရှိတယ်။သိနေမှုပြင်ပြောခြင်းဒုဒုညံ့ပြောရင်ပြောတယ်ဆိုတော့သဘောကျတာမဟုတ်လူတဘာဝသူ့မို့ကြံကြံတန်းတန်းခက်ခက်ထန်ထန်အထက်စီရနေပြီးတော့ပြောမယ်နှိမ်ချပြီးတော့ပြောမယ်ဒါမျိုးလည်းကြုံနိုင်တာ။သူ့စိတ်ထဲရှိတာသူပြောတာလေ။နော်။သိမွေခြင်းမသိမွေခြင်းအဲ့လိုပြောခြင်းကြောင့်အစိတ်မဖောက်ပြန်စီရဘူး။နောက်တစ်ပတ်လေးအဓိပ္ပာယ်ရှိခြင်းအဓိပ္ပာယ်မရှိခြင်း။ အကြောင်းအကျိုးနဲ့တေချာစီလျောင်းအတိပဲရှိရှိပြောတာမျိုးလည်းကြုံနေတယ်။ဘာအကြောင်းမှဆက်ဆက်လို့မရပဲနဲ့အတိပဲမရှိတောင်းစင်ရင်မြရလျှောက်ပြီးတော့ကိုယ်ဆွဆွဲတာပြစ်တင်တာပုတ်ခတ်တာရှုပ်ချတာတာမျိုးလည်းရှိနိုင်တယ်။ချုပ်စကားတွေကဘာအတိပဲမှမရှိဘူး။ဒါမှမဟုတ်သိခံပြီးတော့နားတောင်းနေရတာမျိုးလည်းရှိတယ်နော်။စကားသာပြောနေရတဲ့စကားဝိုင်းရထခြင်းလေးသူကလည်းထိုင်ပြီးတော့ပြောနေတော့အနာဘနာနဲ့ထိုင်နေရတာမျိုးလည်းရှိနော်။သူတို့တခါတခါအကြောင်းတွေပြအကုန်လွှဲနေတယ် အဓိပ္ပာယ်မရှိဘူးအဓိပ္ပာယ်မရှိတာလေးကိုပြောနေပြီဆိုလို့ကိုယ်စိတ်ကစိတ်ဆိုးတာမျိုးဒေါသထွက်တာမျိုးပေါ့ပြန်တာမျိုးမဖြစ်စေနဲ့တဲ့နောက်နံပါတ်၅မေတ္တာရှိခြင်းမေတ္တာမရှိခြင်းတချို့စကားလုံးတွေကမေတ္တာနဲ့ပြောတယ်ကျိုးလို့လာပြီးတော့ပြောတယ်တချို့ကဒေါသနဲ့နော်ဒေါသအိတ်တာမျက်စိကမနာလိုဝန်တို့စိတ်တွေနဲ့ချုံတယ်လို့လို့ကြောက်တုံးတယ်လို့လို့နော်ကြောက်ချတယ်လို့တာမျိုးစကားတွေနဲ့ရှိစကားလမ်းကြောင်းလာရ၅ခုအခြေအနေအနေထားနေနော် ခြေလေးလေးထားတာပြောင်းရင်ပြောင်းတော့မှဒီစကလုံး၅ခုတော့မပြောင်းဘူး။နံပါတ်၁တင့်တော်တာလည်းပြောမယ်မတင့်တော်တာလည်းပြောမယ်။နံပါတ်၂ကမှန်တာလည်းပြောမယ်မမှန်တာလည်းပြောမယ်။နောက်နံပါတ်၃ကတိတ်မွေးတာလည်းပြောမယ်မတိတ်မွေးတာလည်းပြောမယ်။နောက်နံပါတ်၄ကအဓိပ္ပာယ်ရှိတာလည်းပြောမယ်အဓိပ္ပာယ်မရှိတာလည်းပြောမယ်။နောက်နံပါတ်၅ကမေတ္တာရှိပြီးတော့လည်းပြောမယ်မေတ္တာမရှိပြီးတော့လည်းပြောမယ်။စာထဲမှာဘယ်လိုရေးထားလဲ။အဲ့လိုအခြေအနေကြောင့်ငါစိတ်မဖောက်ပြန်စီရဘူးတဲ့။ ုတ်ပြန်တယ်ဆိုတော့ဗာလဲဆိုရင်ပင်ကိုအခြေခံနေပြီးတော့ပြောင်းလဲသွားတယ်ပင်ကိုကိုယ်စိတ်ကကြည်နေတယ်ပေါ့ဒီစကားမကြားခင်ကြည်နေကြားလဲကြအောင်စိတ်ကနောက်သွားတယ်မကြားခင်ကစိတ်ကလေးကတော့သူအေးစီငြင်းငြင်းလေးကြည်နေတယ်ကြားပြီးနောက်ပိုင်းပြောင်းသွားတယ်စိတ်ဆိုးသွားတယ်ဒေါသထွက်သွားတယ်စောက်တရားမရဖြစ်သွားတယ်နော်ကိုယ့်ရဲ့နှုတ်ကအဲ့ဒါလေးကြားပြီးတော့ယုံညံ့တဲ့စကားတွေမထွက်စေရဘူးနော်ယုံညံ့တဲ့စကားတွေမထွက်စေရဘူးဒါနဲ့ပတ်သက်ပြီးတော့မစိတ်မဖောက်ပြန်စေရဘူးလို့တတ်တိတ်တန်ချပြီးနေတယ် ပြန်ပြောပြီဆိုတော့လည်းမြတ်စွာဘုရားသူများပြောတာဘယ်ဖြစ်ဖြစ်ကိုပြောတာပဲဖြစ်ဖြစ်မှန်လဲမှန်ကန်မယ်တဲ့အကျိုးနဲ့ရှိရမယ်တဲ့အချိန်နဲ့အချိန်နဲ့အချိန်နဲ့အချိန်ကလည်းကြည့်ရမယ်မေတ္တာစိတ်နဲ့လည်းရှင်ပြရမယ်ညဉ့်ညံ့သွားပြောဆိုတာမယ်အဲ့ဒါမျိုးစကားကိုကိုယ်ကလည်းပြောသူများစီကလည်းအဲ့ဒါမျိုးစကားဆိုတာနားထောင်လို့ဒီလိုဆိုမှန်ကန်မယ်အကျိုးရှိရမယ်နော်အချိန်နဲ့အချိန်ကကြည့်ပြီးပြောရမယ်မေတ္တာစိတ်နဲ့ရှင်ပြီးတော့ပြောရမယ်ညဉ့်ညံ့စွာပြောဆိုတတ်ရမယ် အာရမျိုးစကားတွေကိုကိုကိုယ်တိုင်လည်းပြောသူများဆရာပြောရင်လည်းလိုက်နာကျက်သုံးနာထောင်နော်စောစောစကား၅ခုတော့အချိန်ပြည့်ရောက်လာနိုင်တယ်ဆိုတော့ဒါတို့၄နေ့စဉ်ကိစ္စတွေမှာအခုအကြုံနိုင်တယ်တို့ကြလည်းကြုံနိုင်တယ်မသိမချင်းကြုံနော်ဘယ်လိုအချိန်လေးကြောင့်ပဲဖြစ်ရင်ငါစိတ်မဖောက်ပြန်စေရဘူးလို့တတိတန်ချတာစိတ်ကဖောက်ပြန်သွားတာနဲ့တပြိုင်တည်းကြောင်းလဲသွားတာနဲ့တပြိုင်တည်းအဆိုးပဲကို ကိုယ်လည်းရောက်နိုင်တယ်သူလည်းရောက်နိုင်ကြီးကြီးကြီးပြောရင်လောကဥပဒေအစင်အထိဖြစ်နေနော်တန်ត្រာအထိမကောင်းကျိုးဖြစ်နေဆိုတော့အဲ့ဒီပုံမှာကိုယ်စိတ်ကခံနိုင်ရှိတယ်ဘာစိတ်မဖောက်ပြန်ဘူးဆိုလို့ရှိရင်နော်အဲ့ဒါဆိုပြစ္ဆုတ်ပန်လည်းချမ်းသာစီတယ်စီဝါရှုတော်ကြီးလည်းချမ်းသာစီတယ်တရားရှုတော်ကြီးလည်းချမ်းသာစီတယ်အားလုံးနောက်စကားပြောတဲ့အခါမှာမှန်ကန်တဲ့အကျိုးရှိတဲ့ဝါစာတော့မှာဟောတာတော့ဘုရားရှင်မှန်ကန်တဲ့အကျိုးရှိတဲ့စကားမျိုးကိုအချိန်နဲ့အချိန်ကကြည့်ပြီးတော့ မေတ္တာစိတ်နဲ့ရှင်းပြီးတော့ညဉ့်ညံ့စွာပြောဆိုတဲ့။သူများဆရာအဒီစကားမျိုးဆိုရင်လိုက်နာခြင်းတော့နားထောင်တဲ့စောစောအချက်၅ချက်ဖြစ်တဲ့စကားလာရလမ်းကြောင်း၅ခုအရောဖြစ်မနေဤစဉ်ကြုံပဲနော်။ကြုံလို့ရှိရင်အဲ့ဒါကြုံတဲ့အခါမှာဘယ်လိုအခြေအနေရောက်မှဖြစ်ဖြစ်ငါစိတ်မပေါက်ပြန်စရာဘူးလို့တန်တိတ်နဲ့ချပြီးနေတိုင်းပါနော်။ဘုရားရှင်လည်းမိန့်တဲ့အတိုင်း တုံမြတ်တဲ့တဲ့နိုင်နိုင်ကျင့်သုံးပြီးတော့လောကီလည်းချမ်းသာပါစေ၊ဒုက္ခရတ္တလည်းချမ်းသာပါစေ။တရားချမ်းသာပါသည်။နောက်ဆုံးတမတ်တပူချမ်းသာ၊နိဗ္ဗာန်ချမ်းသာရနိုင်တဲ့သူတော်ကောင်းတွေကိုစီဖြစ်နိုင်ကြပါစေ။ကောင်းတည်း။ကုသိုလ်လေးတွေအများပြရအောင်ရှိစေကိုရှိတယ်နော်ရှိစေခွက်ကလေးကနော် အာမေသုဣဒံမိပုံညံဣဗာနတ္တပစ္စယောအတုရှင်ဘုရားမြေတော်တို့သည်ရှင်နေယခုပြုလုပ်အပ်သောဒါနာတိလပေါဝနာကောင်းမှုကုသိုလ်တို့ကြောင့်မြေတော်တို့သည်တရှိယအနာမဲ့ကြောင့်ရှင်ဘီကင်းဝေကောင်းမှုမင်္ဂလာအပြာပြာနှင့် ဝိပဿနာဉာဏ်မေဉာဏ်ဘောဓိဉာဏ်ဤအကောင်းဆုံးသောအထောက်အပံ့ဖြစ်ပါစေသောရှင်မြတ်ဖေယျဤကုသိုလ်ဖို့ကိုယခုဘဝရှိရှိဘဝတောဆကြသောဣဗဘောဘဝဆရာသမားရှင်မြညာတကမိစေတကဟအပေါင်းတို့အား၎င်းမြတ်ဝိပါဤ ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့လမ်းဆောင်နဲ့တက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့သာသနာတော်ဆောင်နဲ့ဘုံမဲစုကျုပ်ကစုအဆရှိတော်နတ်မြတ်နာကောင်းနာပေါင်းတို့နှင့်နတ်တို့တနည်းတရားမြင်၎င်းလူတို့တနည်းပြည့်စင်မြင်၎င်း ငရဲတနေရှမမင်း၎င်းညဝေပါဤအထူးအဖြစ်တပြည့်တော်များနှင့်ပတ်သက်ဆက်ဆက်သောတပြည့်တော်များဤကုသိုလ်ကောင်းမှုကိုမျှော်လင့်နေကြသောနတ်ဒီဝါများမြဲမမြဲပုဂ္ဂိုလ်များအားလုံးတို့ကိုကုသိုလ်အမြတ်ပြီးဝေပါဤအမြရ၍တာဓုခေါ်ပြီးကိုယ်စိတ်နှင့်ပြန်ကျမ်းမာ ချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေတည်းအမြဝင်အာလုံးကြကြသမျှကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြကြသမျှကုသိုလ်အမြအမြအမြ ता, दू। ता, दू। ता दू।